ကျွန်တော်တို့အာဆင်နယ်တင်ရတော့ PSG ကိုရှုံးနိမ့်ပြီးတော့ချန်ပီယံလိစီရင်ဖိုင်နယ်ကနေလက်ပြပြီးတော့နှုတ်ဆက်ထွက်ခွာခဲ့ရပြီအဲ့အတွက်ဒီပြိုင်ပွဲမှာကျွန်တော်တို့ထိုက်တန်နဲ့အနိုင်ယူပြီးဘိုလီဝဲတက်သွားခဲ့တဲ့ PSG အသင်းကိုတကယ်လက်ခုပ်တီးပေးဖြစ်တယ်တကယ် congratulation တကယ်ကိုထိုက်တန်နဲ့နောက်ဆက်တက်သွားခဲ့တာသူတို့မှာတကယ် game changer လုပ်နိုင်တဲ့ quality player ရှိတယ်ဒါပေမဲ့ Arsenal player တွေကိုလည်းကျွန်တော်ဒီဒုတိယအကြိမ်မှာလက်ခုပ်တီးပေးဖြစ်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ ာဆင်နယ်ပလေယာတွေကဒီပွဲကိုကျွန်တော်တို့သိခဲ့တဲ့ပထမအကြော့နဲ့ဘာမှမဆိုင်အောင်ကစားသွားတာကျွန်တော်တို့ဥဆောင်ကိုတွေပေးပြီးနောက်မှာအာဆင်နယ်တဲ့ကစားဝက်ကတမျိုးပြောင်းလဲသွားပြီဆိုမြဲပွဲစပြီးမင်း20လောက်တွင်ဟာအာကြီးကပါရီမီမှာဒီလိုတော့ကန်နေတာလားဆိုပြီးကျွန်တော်တို့အန်ဟောတကြီးနဲ့ကြည့်ကြရတယ်။ဂိုးရနိုင်တဲ့ chance တွေ chance တွေပထမ area တလုံး declare ခေါင်းတိုက်တာအဝေးတိုင်း down ဘက်ကိုနည်းနည်းလေးကပ်ပြီးလွဲသွားတယ်။နောက်တလုံး Marine Origat area ထိတ်ကနေအပြင်းကန်တာဂိုးသမားပုတ်ထုတ်ပဲ ဒေါနာရူမလက်တော်နာဝနော်အဲ့အလုံးကတော်တော်ကြီးကိုကန်ချက်ပြင်းတာဂိုးဘီလိုတော့ထင်ခဲ့တာနောက်တစ်လုံးပရတီဘောက်စ်ထဲမှာမာတီနယ်လီပြေးပိတ်တာလူကြားတွေကနေဒါပေမဲ့ကိုသမားတက်တက်သွားမှန်တဲ့ပုံစံမျိုးဖြစ်သွားတယ်ပြီးတော့ဒုတိယပိုင်းမှာဘူကောက်ဆာကာရဲ့ပတ်ပြီးတော့ဝေးတန်တောင်လှမ်းကန်တာဒေါနာရူမခုံပြီးလက်ဖျားလေးနဲ့ပုတ်သွားတာကိုရနိုင်တဲ့ chance တွေ chance တွေဆိုတော့အများကြီးပဲဒါပေမဲ့ဒီပွဲစဉ်မှာအသင်းတသင်းကြားကွာခြားသွားတဲ့အချက်ကတစ်ချက်ပဲအဲ့ဒါကဂိုးဖြစ်သွင်းနိုင်တဲ့ထိတ်တန်း quality player ကွာခြားသွားတာကွင်းလေပိုင်းခန်စစ်ဂိုးသမားအရာရာမှာအာဆင်နယ်ဒီတအားကြီးမလျော့ခဲ့ဘူးဒါပေမဲ့ပြိုင်ဘက်ဂိုးပေါက်ထဲကိုရိုက်ထည့်နိုင်တဲ့ player ဘိုင်းမှာတော့တစ်ဖက်က Fabian Ruiz ကတကူ Hakimi ကတကူသွင်းသွားခဲ့တယ်ပထမကြောကတကူနဲ့ဆိုစုပေါင်း၃ဂိုးကိုရီးယားတကူတော့ပြန်သွင်းနိုင်ခဲ့တယ်၃ခုတကူနဲ့နှစ်ကြော်ပေါင်းအဲ့ဒီရလက်ကကျွန်တော်တို့ကိုဒီပြိုင်ပွဲမှာထွက်ခွာသွားဖို့အတွက်လုံလောက်တဲ့အချက်ပဲကျွန်တော် player အတွက်ကျွန်တော်တကယ်ဂုဏ်ယူတယ် ကျွန်တော်တို့ကတော့ဒီ player ကြီးနဲ့တက်နိုင်တယ်တော့ fly ရောက်ယူနေတာပေါ့လေ scene fight နဲ့ရောက်ပြီဆိုတော့အဲ့ဒီလောဘနဲ့လိုချင်တာဒါပေမဲ့ကျွန်တော်တို့မှာကဒီအဆင့်ထိရောက်ဖို့အတွက်ထိတ်တန့်တိုက်စစ်ကစားမှမရှိဘဲနဲ့ကစားလာခဲ့ရတာမီခင်းမိန်လိုမျိုးကွင်းလက်ကစားမှအထောင်တင်ဆော့ခဲ့ရတာမာတီနယ်ယူတို့ trosset တို့လိုမျိုး quality မဟုတ်တဲ့ player တချို့ကိုတောင်းပန်မှာကျွန်တော်တို့ထားပြီးဆော့ခဲ့ရတာစကားလိုမျိုး quality ပါဆိုပြီးကိုယ်တွေလက်သက်မွေးထားတဲ့ player တော်မှလူတွေအများကြီးပိတ်ဆို့ရင်သူလည်းဘာမှလုပ်လို့မရတော့ဘူး အဲ့တော့ပါတီပြန်ပါလာတဲ့အာဆင်နယ်တင်းရဲ့ကစားကွက်ကပထမချွန်းနဲ့ဘာမှမဆိုင်တော့ကွင်းလေအစာစီးရယူပြီးတော့ပထမပိုင်းမိနစ်20လောက်မှာကျွန်တော်တို့ရတဲ့ chance တွေ chance အများကြီးပဲအဲ့ဒီ chance တွေသာ goal ဖြစ်ပြောင်းလဲနိုင်ခဲ့ပါရီမီယာအပြန်မှာကျွန်တော်တို့အပြုံးတွေကိုမြင်ရမှာဒါဗီမဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ညင်တိုင်းပဲဒီရာဒီမှာရတဲ့ chance တွေကို goal ဖြစ်မပြောင်းလဲနိုင်ခဲ့အရန်တမျိုးကိုကောင်းတယ်ဗျာကျွန်တော်တို့ဒီရာဒီမှာပေါ့လေတေကြတဲ့ပွဲတွေရှုံးတဲ့ပွဲတွေရလက်မကောင်းတဲ့ပွဲတွေကြီးလိုက်ပါ အဲ့ဒါကပြိုင်ဘက်ကကိုဦးဆောင်ကိုသွင်းသွားတာမျိုးကိုကဦးဆောင်ကိုသွင်းပြိုင်ဘက်ကတရေကြနိုင်လောက်တဲ့ခြေပါကိုပြန်သွင်းသွားတာမျိုးတွေမှာနောက်တစ်ခုပြန်သွင်းဖို့အတွက်လုံလောက်တဲ့တိုက်စစ်ကစားသမားမရှိတာမင်းတို့ကရှုံးတဲ့အခါတေကြတဲ့ခါကျရင်အထောင်တက်စစ်ကိုမရှိတာကိုစင်ကြေးပေးရပါညာတကယ်လဲစင်ကြေးပေးရမှုပေါ့ကျွန်တော်တို့မှာဒါလိုအပ်ချက်ကြီးကြီးမားတယ်အဲ့တော့ဘုံဖွဲ့နေနဲ့မလုပ်ရမလဲဆိုတော့တောင်မန်းနေပြီးတော့ဒီဝင်းကားနေပြီးတော့ဘောင်စတေးကို dribbling လုပ်ပြီးတိုးဝင်ပြီးကိုယ်တိုင် finishing လုပ်ရတဲ့ဝင်ကစားမတူဝယ်ရမယ်။ငမြောင်းကချောက်မဟုတ်ဘူးနော် quality player နောက်တစ်ယောက်ကထိတ်တန်းတိုက်စစ်မှုတူငါးစီကိုဘောလုံး၃ချိန်ပို့တကိုးတော့ရအောင်သွင်းပေးမယ်ဆိုတဲ့အာမခံချက်ရှိတဲ့လုံရဲကန်ရဲတဲ့ထိတ်တန်းတိုက်စစ်ကစားသမားအဲ့ဒါချင်းတိလိုအပ်တယ်။နောက်တစ်ချက်က Martin Odegaard အရန် attacking midfielder အဲ့ဒါကိုတော့ Fabio Vieira ကိုသုံးမလားမသိဘူး။အဲ့ဆိုအာဆင်နယ်အသင်းနေနဲ့ဒီလို player quality ကိုလိုအပ်တယ် နောက်တစ်ချက်ကနီးပြမီခေးအိုက်တာရဲ့အပိုင်းအာတီတာသည်အရင်ချင်းရှိတဲ့နီးပြတယောက်ပါကျွန်တော်ကအာတီတာကိုမကြိုက်တဲ့ဘက်ကမဟုတ်ဘူးအရင်ကြိုက်တဲ့ဘက်ကလည်းမဟုတ်ဘူးဒါပေမဲ့အာတီတာကဒီအသေးနဲ့ဆိုဘယ်လောက်ထိရောက်မလဲဆိုပြီးစောင့်ကြည့်တဲ့ဒူတွေကတယောက်အရင်ကြိုက်တဲ့မပါဘူးဆိုပေမဲ့ဩသူလုံးနေတာပဲဆိုတဲ့ပုံစံမျိုး appreciate ဖြစ်တယ်ဒါပေမဲ့အာတီတာရဲ့အာစင်တဲ့အသင်းရအရင်ကမှကစားကွက်ကိုအားပြုတ်ကစားကွက်ဆိုတဲ့နေရာမှာ PSG အသင်းနှစ်ကြော်သုံးဆော့သွားတာရှင်းရှင်းလေးရယ် လက်ပြဘောဘေးစီမြင်းကနေပြီးတော့ဘောလုံးကိုဝင်ကောင်ပို့တယ်အဲ့ရနေမှာ cross ball အလဲကိုပြန်ခင်းတယ်ပိတ်တယ်ယူယိုရှင်းရှင်းလေးကစားတယ်ကွင်းလန်နေဘောလုံးအရှိလမ်းကြောင်းကြီးတွေဖြန့်တယ်ခေါင်နာတက်တွေတုံးတယ်ယူရှင်းပဲဒါပေမဲ့ကိုရီအာဆင်နယ်တင်းကဘောလုံးရပြီဆိုရင်ဒီခန်စစ်ကနေကွင်းလန်ကွင်းလန်နေဝင်ကောင်ဝင်ကောင်နေမလွင်ကွင်းလန်ပြန်ပေးကွင်းလန်နေဘယ်ဘချမ်းတောင်းမှန်အဲ့ရနေမှာ louis kelly ရဲ့နောက်ကိုပြန်ပေးအဲ့လိုနေပဲပတ်စင်နေပုတ်တာ ဒီပွဲစဉ်မှာတော့ပထမပိုင်းမှာအဲ့ဒီပစင်ပုံဖို့တိတ်လုံးလည်းမဖြစ်တော့ဒုတိယပိုင်းမှာအိုက်တာဘာလုံးလဲဆိုလောင်းဘိုးတွေတော့ရှောက်သုံးတယ်အဲ့ဒါတော့ပိုလုံးဖြစ်သေးတယ်လောင်းဘိုးတွေရိုက်တင်တယ် PSG ရဲ့ဗဟိုခံစစ်စီကိုလောင်းဘိုးကြတဲ့အခါမှာအာဆင်နယ်တင်းကစားသမားနှစ်ယောက်ကရှင်လူရင်းနဲ့အဲ့ဒီဂျွေတွေကိုအသာယူပြီးတော့ဂိုးရောက်ဝချူစားတယ်အဲ့ဒါဆိုအာဆင်နယ်တင်းရဲ့ပထမပိုင်းဆော့တဲ့မိနစ်20ကျွန်တော်တို့ဆိုတကယ်ကြွေကျင်စရာပဲဟာအာကြီးပါတီမြေမှာတော့တကယ်ကိုလုံနေပြီဆိုပြီးတော့တကယ်လည်း ပါတီရဲ့အခမ်းကဏ္ဍအဲ့ချိန်မှာတော်တော်လေးကြီးမားတာကိုင်းလင်မှာလုံးဝပါတီဒီပွဲပြရလက်မကောင်းလားကျွန်တော်ဒီကလန်ရိုက်နဲ့ပါတီကိုတကယ်မျက်နှာပူတာတော်တော်ကြီးကိုကောင်းတဲ့ပလေယာတွေပါမာနီနယ်လီဘချန်းကအဲ့ပထမပိုင်းမိနစ်20အတွင်းမှာလောင်းဘောတွေထွက်တယ်ဆိုရင် Trossard သာပွဲထွက်လာခဲ့ရင်ဒုတိယပိုင်းခြေစွမ်းရဆိုအာဆင်နယ်အဲ့လောက်ဂိုးတွေပေးခဲ့ရမှာမဟုတ်ပထမအကြော့ကတကူရဲ့နောက်နှစ်ကူရဲ့ဆိုတော့အာဆင်နယ်က3ကူဆိုတဲ့ဝန်တုပ်ဝန်ပေါ်နဲ့ကိုကတကူပဲပြန်သွင်းနိုင်တော့သွားတာပဲ ော့ကျွန်တော်တို့ဒီလိုမျိုးတိုက်စစ်တွေဆင်ပြီးတော့ကိုးရောက်ဖို့စူးစမ်းနေတဲ့အချိန်မှာကျွန်တော်မမျော်လင့်ပဲနဲ့ rice ကပြစ်တံကျူးလွန်လိုက်တာအဲ့ဒါကိုသူတို့ free kick ရတယ်တော်တော်ကြီးဆောင်းဆောင်းကြီးပါအဲ့ဒါကိုသူတေကန်ဘောအဖြစ်ကန်တင်နေ rice လက်အဝါထိပါအဲ့ဒါကို penalty box ထဲမှာသောမတ်ပါတီကခေါင်းတိုက်ပြီးရှင်းထုတ် Fabian Rusi ကိုတက်တက်သွားကြဒါမှဆရာသမားတမ်းမကန်သူတစ်ချက်ဖိမ့်ပြီးတော့ဘောလုံးကိုအလိုက်တဲ့ဘယ်ဘချက်ကိုဆွဲထုတ်ပြီးတော့မှပတ်ကန်လာ။ဆာလီဘာရဲ့ဖိုင်းနဲ့ထိပြီးလမ်းကြောင်းနည်းနည်းလေးပြောင်းပြီးဝေ့သွား။ အဲ့ဒီနောက်မှာမှဒီချက်ခုခီပြီးရောခေါင်းလေးနဲ့နည်းနည်းထတ်ထိသေးတယ်။ဒါပေမဲ့မရတော့ဂိုးပောက်ထဲကိုဝင်သွားခဲ့တယ်။အဝေးတိုင်းဘေးကနေကတ်ပြီးတော့ဝင်သွားခဲ့တာ။ဂိုးချင်ကြမ်းဖန့်ပြီးတော့ဂိုးတာ။အဲ့ဆိုအသင်းတစ်သင်းကကြက်တီအများကြီးရတယ်မလို့။ကန်တဲ့အခါမှာလဲ quality player ဆိုတာလိုအပ်တယ်။ယုံကြည်ချက်အပြည့်နဲ့ကန်ဝါနော်။ကိုရီသင်းကကောင်းတယ်လို့မျိုးအဲ့ main no box ထဲမှာရတဲ့အလုံးကန်တာဘာမှမဆိုင်ဘူးဂိုးပြုံထွက်သွားတယ်။ထိချက်ကလည်းအရေးကြီးရယ်။ယုံကြည်မှုရှိနေတဲ့ ဲ့လိုဂိုးပီးလိုက်တဲ့အချိန်မှာအာဆီနယ်ကစားမကြီးနည်းနည်းဝေဝါးသွားတယ်ကစားကနည်းနည်းလေးပြန်ပြီးကတိကောက်ဖြစ်သွားတယ်အဲ့ဒီအချိန်တည်းကျွန်တော်နှစ်ကိုဖြစ်သွားပြီဆိုတဲ့အချိန်မှာပထမကြော့တကူအခုတကူဟာငါးကုန်နေအစင်ပြေပါမလားဗောလေအဲ့ဒါနဲ့ပထမရင်းပြီးသွားပြီဒါပေမဲ့ကျွန်တော်နှစ်ကြော်ပေါင်းနှစ်ကိုဖြစ်သွားနေတာဒုတိယပိုင်းမှာအာဆင်နယ်တင်ကစားသမားတွေဟာဒီပယ်တီဘောက်စ်ထဲကိုပို့ပြီးတိုးဝင်လာတယ်စကာဖြတ်ထုတ်ခံရတယ်ဒါပေမဲ့အဲ့ဖြတ်ထုတ်ခံတဲ့အလုံးပြန်ပြီးတော့တစ်ဖက် ပီအက်ဂျီအတင်းတိုက်စစ်ပြန်ဆာသွားတဲ့အချိန်မှာပဲဒိုင်ကဝီစီမုတ်ပြီးခဏရက်တယ်ဘူယာပြန်ကြည့်မယ်ကျွန်တော်ပြောတာပေါ့ဟာလို့စာကာရဲ့အလုံးပြန်ကြည့်ပြီနဲ့တူတယ်လို့ဘယ်ဟုတ်မလဲဆရာသမားလူးဝစ်ကယ်လီလက်ထိသွားအလုံးပြန်ကြည့်တာဟာလို့ငါတို့ရမယ့်ပရတိကဘယ်လိုဖြစ်သူများကိုပြန်ပေးရတာလဲဗောလေပရတိကန်နဲ့အဲ့အလုံးကိုဘီတညာကန်တဲ့ဥစ္စာကိုရာယာကပုတ်ထုတ်သွားခဲ့တယ်ဘီတညာဟိုဖြည်းဖြည်းလေးသူက သွားပြီးတော့မှ Raya တိုက်ပစ်တဲ့စန့်ကျင်ဘက်ကိုသူကန်ဖို့လုပ်တာဒါပေမဲ့ Raya လဲတယ်အဲ့ကန်ပြီးတဲ့အချိန်မှာတိုက်ပစ်တာလုပ်လိုက်တော့သူကန်လိုက်တဲ့အချိန်နဲ့ Raya တိုက်ပစ်တာနဲ့ကဘောလုံးစိတ်ပြီးသားဖြစ်သွားတောင်းကန်ဘောတော့ပြေးလိုက်ရပေါ့လေအဲ့အချိန်မှာကျွန်တော်အနေနဲ့2-0ဆိုတဲ့အနေထားပဲရှိတယ်ဒါပေမဲ့ဒမ်ဘီလီဖန်တီးပေးတော့ဟာကီမီသွန်းသွားတဲ့လုံကတကယ်ပပနဲ့နဲ့ပဲခန်စစ်ကသားမကြီးရှိနေကြတဲ့အဝေးတိုင်တောင်ပတ်ပြီးတော့ပနတီဘောက်စ်မှာကန်သွားတာအဲ့တော့ တစ်ဖက်သင်းကစားသမားတွေအတွေ့အကြုံလဲရင်တယ် quality လဲရှိတယ်ဘယ်ချိန်ဘာလို့ရမယ်ဘလို့ကရင်ဂိုးဘလို့ရနိုင်တယ်ဆိုတာကို decision making ရမ်းမြန်တယ်အိုက်တာရဲ့အသင်းကကြတော့ကစားသမားတွေစူးစမ်းတာတစ်ပိုင်းဒါပေမဲ့ကစားသမားတွေကငါကန်လိုက်လို့လွဲသွားရင်ဆိုတဲ့စိတ်တွေဖြီးစည်းနေတယ်အချင်းချင်း pass တွေပေးနေတယ်တော့ပါတီဘောက်ထဲမှာတိုးဝင်သွားပြီးကန်လိုက်ပြီလို့ကျွန်တော်ထင်တဲ့လုံးကဘေးကိုပြန်တွဲသွားတယ်ဒါပေမဲ့ကျန်တဲ့ ြိုင်ပွဲကစားသမားတွေရှင်းထုတ်လိုက်တယ်။တခါချင်းအာဆီနယ်သင်းပလေယာတွေကကိုယ်တိုင်တိုးဝင်ပြီးကန်သင်းတဲ့အလုံးလေးအများကြီးပဲအချင်းချင်းပြန်တွဲပြီးတော့အော်ငါကန်လိုက်ရင်ဘောလုံးလေးများဆုံရှုံသွားမလားပြတ်သွားမလားဆိုစိတ်ကြီးပီစည်းနေ။ဒါကစစ်တမ်းအရန်အားပြုတဲ့အသေးလေးမှမြင်ရတဲ့ဘေးထွက်ဆိုးကျိုးပဲ။အိုက်ဒါရဲ့ကစားကွက်ကြောင့်ကျွန်တော်တို့ဒီအဆင့်ကိုရောက်လာတာလက်ခံတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီတစ်ခါကြရင်ကစားကွက်ကြီးပဲမဟုတ်ဘူး။အသင်းမှာဖောက်ထွက်ပြီးလုံရဲတဲ့ quality player လိုအပ်တယ်။ အဲကြောင့်ဆိုတော့ကျွန်တော်ပြောတာပေါ့ဝင်ရကစားသမားတူဦးရဲ့ထောင်တိုက်စစ်ကစားသမားတူဦးရဲ့ဒါပေမဲ့အဲ့ player တွေရောက်လာလို့ရှိရင်လေအိုက်တရဲ့ကစားကွက်တက်ဆော့ရမယ်ဆိုရင်ဒီပုံထက်ကဒီပဲပဲပြန်ဖြစ်ဦးမှာအခြားတိမဘလောက်ကြီးပဲရဲရဲတောက်တူရဲပြူရဲပါလို့လို့အာဆင်နဲ့တည်းရောက်လာရင်အိုက်တရဲ့ကစားကွက်ဆိုဒါမျိုးပဲပြန်ဖြစ်သွားမှာအဲ့တော့ကျွန်တော်အနေနဲ့80နဲ့6မိနစ်မှာဘူကောင်စကားကိုပြန်ရတယ်။ကျွန်တော်တို့ဆိုရင်အဲ့ဒါ3ကို2ကိုဆိုတော့နောက်2ရှာဖို့တည်းလုံလောက်တဲ့အချိန်လို့ပြောလို့ရတယ်။15မိနစ်လောက်ကြာတဲ့မှာအချိန်ရတာပေါ့လေ။အဲ့တော့ဘူကောင်စကားဒီလုံးကိုဂိုးသမားနဲ့ ဂျင်ဆိုင်နဲ့ပြန်ထွက်လာခါမှသူပြန်ပြီးထပ်ပိတ်သွားတယ်နောက်ထပ်အချိန်ချက်ရတယ်တမျောလိုက်တာဗျာပြန်ပြန်ခန်းစစ်ကစားသမားကြီးလည်းကြော်လာတယ်အဲ့ဘောတော့ဂိုးသမားကိုလည်းကြော်လာတယ်စာကာပိတ်တာလာတဲ့ဘောလုံးရဲ့အချိန်နဲ့သူထိချက်နဲ့မှားပြီးတော့ဂိုးပါဘောပါကြော်သွားတယ်အဲ့ဆိုတော့အာဆင်နယ်အသင်းအနေနဲ့အဲ့လိုမျိုး chance တွေ chance တွေ လွဲချော်တာကဒီယာတီမှာအာဆင်နယ်တင်းကိုချန်ပီယံလိမှာဒီအဆင့်တွေထွက်ခွာသွားစေတဲ့အချက်ပဲကျွန်တော်ရတဲ့ chance တွေဒါ goal ဖြစ်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် PSG ဒီအာဆင်နယ်တော့ chance တွေအများမရခဲ့ဘူးဒါပေမဲ့သူတို့က goal ဖြစ်ပြောင်းလဲနိုင်တယ်အဲဆိုတော့ quality လည်းရှိတယ် goal ဖြစ်လည်းပြောင်းလဲနိုင်တယ်ဘလို့ကစားမလဲဆိုတာကိုလည်းနောကြည့်နေတဲ့အသင်းတသင်းဘိုလီဝဲတက်သွားလို့ပဲပြောရမယ်အဲကျွန်တော်တို့မှာကစားသမားတွေဘလောက်ပဲစူးစမ်းအထောက်အပံ့အပြည့်နဲ့ကစားပါတယ်ပြောပြောသူတို့လုံးနေတဲ့ quality ကဒါအကုန်ပဲဘာကြောင့်လဲ မိန်တို့လိုမျိုးအထောင်တိုက်စစ်ကစားမှလည်းကျွန်တော်တို့စော့နေရတာဖြစ်တဲ့အတွက် Martinelli Trossard လို player မျိုးတွေကိုဝင်ကပချက်မှအားကိုးနေရဖြစ်တဲ့အတွက်စာကာဘေးမှာလည်း Kukey မဲ့နေတဲ့ overload တွေဖြစ်နေကြတဲ့အတွက်အဲဆို Arsenal တင်းကတော့ Diaby Champion League စီးဖိုင်နဲ့ထွက်ခဲ့ရတယ်။မနေ့ကတော့ quarter ပေါ့လေ။အဲဆိုလာမယ့်ရသည်မှာကျွန်တော်ထပ်ပြီးစူးစမ်းကြတာပေါ့။လာမယ့်ရသည်မှာတော့ ဖလားပြိုင်မှုအရေးရမှာတိကဆိုင်ပြန်ကြိုးစားမှာဒါပေမဲ့ဒီကစားကွက်နဲ့ပဲအသင်းကြီးရောအသင်းငယ်ရောစော့နေမှာဆိုရင်တော့ဒါမျိုးအိပ်ပြက်ညတွေပြန်ပြီးကြုံရဖို့တော့များတယ်ဘလိုပဲပြောပါအာဆင်နယ်အသင်းနေနဲ့ထိတဲ့တိုက်စစ်မှုမရှိဘဲဒီစီတီရောက်ထန်းတင်ပေးခဲ့တဲ့နီးပြတွေကပလေယာတွေရော အားလုံးကိုတကယ်လဲကျေးဇူးတင်တယ်ကျွန်တော်တို့ကိုဖလားရနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တိပါပေးသွားခဲ့တဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်မယူနိုင်ခဲ့တော့စိတ်မကောင်းဘူးဗျာအားမလို့အားများဖြစ်တာပေါ့ညီကိုတို့လိုပဲကျွန်တော်လည်းလိုချင်တာပေါ့ ဒါ ਈ မဲ့အရှိတရားကဒီ quality ဒီ player ဒီအစုဖွဲ့နဲ့ကဒီလောက်ပွဲရောက်တယ်ဆိုတာကိုလည်းကျွန်တော်လက်ခံရမယ်အမှန်တရားတစ်ခုဖြစ်သွားတယ်တစ်ဖက်က PSG ကလည်းကျော်ဦးထက်ဂိုးသွင်းတဲ့အပိုင်းမှာပိုပြီးထူးချွန်ခဲ့တဲ့အတွက်ထိုက်တတဘူလီဝဲတက်သွားတာအဲဆိုအင်တာနက် PSG ရဲ့ဘူလီဝဲကိုပဲကျွန်တော်ကြည့်ရမှာပေါ့လေသူများတွေဖလားရတာကိုပဲငေးကြည့်နေရတော့မှာပေါ့ကိုရီမအဲ့ဒီစင်ကြီးရအောင်မလုံနိုင်ခဲ့တာတချို့တွေကတော့စိုးရင်းတယ်ကျွန်တော်တို့ချန်ပီယံလိရထွက်ခွေရတဲ့အတွက်ပြိုင်ပွဲဖန်တွေနောက်မှာဆိုတဲ့အတွက် ကျွန်တော်နေပါနေတော့အစနှုတ်ခမ်းပါပဲအဲ့အတွက်လည်းဘာမှစိတ်ညစ်စရာမလိုငါတို့တနေ့ဒီလိုမျိုးစနှုတ်တဲ့ဒန်ဒီကနေပြီးတော့ကင်းကွာနိုင်ရမယ်ဘယ်သူမှမစနိုင်တဲ့အနေအထားတစ်ခုကိုငါတို့ရောက်ရမယ်ဆိုရင်စိတ်မျိုးနဲ့ပဲကိုယ်အသင်းကိုဆက်ပြီးချစ်သွားဖို့လိုတယ်ဘောလုံးလောကတော့ဒီလိုပါပဲအစနှုတ်မခံခြင်းဖလားဒီအမြဲတမ်းရတဲ့အသင်းတတူမပြောင်းမိအားပေးလို့ဗျာကျွန်တော်ဒီအသင်းကိုပဲလာမယ့်ရည်ဒီမှာဆက်ပြီးတော့ကျွန်တော်စပို့ပေးသွားတာပေါ့အဆုံးလေးကြည့်ပြတယ်လေ အားလုံးကျေးဇူးတင်ပါခင်ဗျာဒီစီစဉ်လေးကိုဒီကကွကြည့်ပုံပြီးတဲ့ show ball လုံး online အကြုံလဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့2023ရဲ့ကလက်တွဲလာခဲ့တာဗောဒီဒီ show ball လုံးမှာအဲ့ဆိုဘောလုံးပွဲကြီးဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်ညောင်ကို6939 63လုံး20ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iBack ခွေစီကို sport internet 93မိတို့ကိုလည်းကစားလို့ရနေပါပြီခင်ဗျာ